ရှားတာရီသားသမီးမိတ်ဆွေတို့ရဲ့ကံစားတာဟာကံကောင်းမှုတွေနဲ့ကြုံတွေ့ရပြီးအစအစအရာရာ အစဉ်ပြေမဲ့လာတလာပဲဖြစ်ပါတယ်။ရှားတာရီသားသမီးတို့ဟာ65ရာခိုင်နှုန်းလောက်အထိအကောင်းနေကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ မိမိရွယ်ထားတဲ့အလုတ်ကိစ္စတွေအစဉ်ပြေပြီးတော့အထက်လူကြီးကိုကြီးမာစာချင်းလောက်ဖို့ကင်ပတ်များနဲ့သင်မြချင်းပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာတာမှာကောင်းသော အလုတ်တွေကိုပြောင်းရွှေ့ရတာမျိုးမိတ်ဆွေတို့အနေနဲ့အလုတ်ထွက်ရတာမျိုးလေးတွေကြုံရတတ်ပါတယ် ဂျာလာရီသားသမီးမိတ်ဆွေတို့အနေနဲ့စီးပွားရေးတွင်အပြိုင်ဆိုင်နောက်ရှမ်းများကြုံတွေ့ရခြင်းမိမိမျော်လင့်သလောက်အဆင်မပြေပဲနဲ့စိတ်တော်ကပူပန်စရာတွေနဲ့ကြုံရမယ်။မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလတာမှာအဝေးနေရာများနဲ့ချိတ်ဆက်လောက်ကန်ရသော အလုပ်တွေမှာမထင်မှတ်ဖဲနဲ့အကျိုးပေးဖြစ်ထွန်းတတ်ပါတယ်။ငွေကန်ကောင်းနေမယ်။ငွေရှာရတာအဆင်ပြေမှုတွေနဲ့ကြုံရမယ်။ငွေရေးချေးရေးအကူအညီအထောက်ပံ့တွေရရှိမယ်။မိတ်ဆွေတို့အနေနဲ့ဝင်သောငွေမမြဲတာမျိုးလေးတွေနဲ့ ကြုံရတတ်ပါတယ်ချစ်သူချင်းစိတ်တော်တာကွဲလွဲ၍မိမိပြောသောဇကားကို တဖက်လူကအကောင်းမမြင်ခြင်းအချစ်ရေးကံညှက်မှုလေးတွေနဲ့ကြုံရခြင်းမိမိချစ်သူနဲ့ခွဲခွာရမယ့်အခြေအနေတွေနဲ့ကြုံရတတ်ပါတယ်အိမ်တော်ရေးတွင်အိမ်တော်ဘက်ကြောင့်စိတ်ချမ်းသာမှုတွေရရှိခြင်းမိမိရပေါ်နားလည်မှုပေးခြင်းအစဉ်မပြေသောသူများပြန်လည်သိမြက်ပြီးတော့ဒီစတလာပိုင်းတလတာမှာตาရဖြောင်းပြူပြီးတော့သားသမီးယရနာလိုချင်သောသူများသားသမီးဝင်ငိမ့်ရငိမ့်နေတဲ့ကြုံရ များတက်ပါတယ်။မိသားစုအတွင်းမှာညီကိုမောင်နှမကိုအကြောင်းပြုပြီးတော့ရံပန်ရံကာစကားများရတာမျိုးလေးတွေလည်းပဲကြုံရတက်ပါတယ်။မိဆွေတို့အနေနဲ့လူမှုရေးကိစ္စများကြောင့်ပူပင်သောကများနဲ့ကြုံရတက်ပြီးတော့ယဉ်ဒီသောမိဆွေအပေါင်းအသင်းများဤစိတ်ကိုဝေခွဲရခက်ခဲသောကြောင့်ဒီစတလာဝိုင်းတလာတာမှာကျွန်တော်ရဲ့ကြာသာမိသားသမီးမိဆွေတို့အနေနဲ့စိတ်ညစ်မှုတွေနဲ့ရင်ဆိုင်ရတက်ပါတယ်။ ပညာရေးတိုးတက်မှုတွေနဲ့ကြုံရမယ်မိမိရည်ရွယ်ထားတဲ့ပညာလမ်းကြောင်းပေါ်ကိုရောက်ရှိနိုင်တော်လဲပဲကြာသာပရိသသမီးမိတ်ဆွေတို့အနေနဲ့ခက်ခက်ခဲခဲနဲ့ကြိုးစားပြီးမှရောက်ရှိမယ် ။မိတ်ဆွေတို့အနေနဲ့စာမိုးဝဲဖြေကားနီးမှမှပြဿနာတစ်ခုခုကြုံရတာမျိုးပြိုင်ပတ်များကြောင့်စိတ်ရှုပ်ရတတ်ပါလေ။ကျွန်တော်ရဲ့ကြာသာရေးသားသမီးမိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးအနေနဲ့ဒီ၁၇လပိုင်းမှာအညံ့မရှိတော့လဲပဲမိတ်ဆွေတို့အနေနဲ့မျက်စိအစာမချေယောဂါမျိုးလေးတွေခါနာတာမျိုးလေးတွေခြေထောက်နာတာသွေးသားနဲ့ပတ်သက်တဲ့ယောဂါလေးတွေကိုဂရုစိုက်တင်ပါတယ်။ ဲ့တော့ကျွန်တော်ရဲ့ကြာသာမရီသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းမှာမိတ်ဆွေတို့အနေနဲ့လက်တလောရည်ရွယ်ထားတဲ့ကိစ္စတွေရှိတယ်ဆိုလို့ရှိရင်တော့ရဲရဲဝံ့ဝံ့ဆောင်ရွက်ပါလောက်ကင်မှာမိတ်ဆွေတို့အနေနဲ့အောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ကြာသာပရိသသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၉ရက်၂၁ရက်20နဲ့၈ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေအကူအညီကောင်းလေးတွေရရှိပြီးတော့မိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စတွေမှာအဆင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ကြာသာပရိသသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၄ရက်၁၈ရက်20 ်နဲ့9ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာရေးသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝင်းစားတွေမှာပန်းစီရောင်အပြာရောင်လိမ္မော်ရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်သင့်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာရေးသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါလို့ထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းတဲ့ထီနံပါတ်မှာခွန်အစငါးဆုံးပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းသင့်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာရီသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းတလာဒါမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေဖို့လက်လာပါတွေ ရှင်လန်းစေဖို့ဆိုလို့ရှိရင်မှတ်ပြောကြော်လက်ဆောင်ပေးပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ခက်ခဲနေတဲ့ကိစ္စလေးတွေအစဉ်ပြေစေဖို့ဆူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီစတလာပိုင်းတလားဒါမှာကြာသာလေးသားသမီးမိษွေတို့အနေနဲ့ညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်တဲ့ကောင်းအောင် ဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့အစဉ်ပြေသောအချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို ရောင်စုံရက်ကိုးချောင်းလူတန်းပေးရမှာပဲဖြစ်ပါတယ် တကယ်လို့ရောင်စုံရက်အစင်မပြေတဲ့သူတွေကမိမိတို့ရဲ့မွေးနေ့နတ်နတ်ခုနှစ်နာရီရနေပြီးတော့ဆယ်နာရီခွဲတွင်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတတိကိုစိတ်သို့မဟုတ်ကိုမျိုးလူတန်းပြီးတော့မိဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနတ်နတ်နဲ့တိုင်တဲပြီးတော့ဒါလူတန်းမေရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဂျာတာရီသာသမီမိဆွေတွေအားလုံးဒီစတလာပိုင်းဆိုတဲ့ကာလမှာကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ ေးမိတ်ဆွေတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာကိစ္စဝဝမှန်သမျှတိုးတက်အောင်မြင်မှုတွေရရှိပြီးတော့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲပေါများစွာဝင်ပါစေငွေကြေးရရှာရဖွေရတာတွေလည်းလွယ်ကူပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာ ပို့သားရင်ကြာတာရိသားသမီးမိတ်ဆွေတွေ အားလုံးအတွက်တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါ